ဂါလာတာစရီ1စီလီဗာပူးအားလုံးပဲမင်္ဂလာပါကိုဗီပိချ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဆိုမှာလီဗာပူးကအာနီစလော့လက်ထက်မှာဒုတိယအကြိမ်နှစ်ပွဲဆက်အရေးနိုင်ခဲ့တယ်ဆာလာအီဇက်တို့ကိုအရန်ခုံမှာထားခဲ့တဲ့စလော့ကညာတောင်မှမှာဖရင်ပေါင်ညာနောက်ခံနေရာမှာဆူပါစလိုင်းကိုတုံးခဲ့ပါတယ်ရာသီအဖွင့်ပွဲစဉ်တွေမှာနောက်ကျ goal နဲ့အသက်ဆက်လာခဲ့ပေမဲ့လီဗာပူးရဲ့အားနည်းချက်တွေပြင်ဆင်စရာတွေကတဖြည်းဖြည်းပိုထင်ရှားလာတယ်ဖလိုရီယန်ဗတ်စ်ကိုနေရာပေးဖို့ကြိုးစားရင်းကွင်းလယ်အထိုင်ကိုဖျက်လိုက်ရတာကဟန်ချက်ကိုထိခိုက်သွားစေပါတယ်ဗတ်စ်ကအရန်ညက်နေတာမျိုးလည်းမဟုတ်ပေမဲ့ ဘောလုံးပြတ်တာတွေအလေလွတ်နေရတော့များနေတုံးပဲ။ final သတ်မှာထက်မြက်တဲ့ပါဝင်မှုတွေပြုလုပ်ဖို့ပြက်ကွက်နေတုံးပဲ။နည်းနည်းတော့စိုးဝင်စရာကောင်းလာပါတယ်။ deep position တွေအထိဘောလုံးစိမ့်ယူတာမျိုးမြင်ရပေမဲ့ဒီနေရာဒီမှာသူ့ impact ကရှိတင်တာမဟုတ်ပါဘူး။ carcass ကိုတက်စီပြီးဖြစ်တုံးတာထက် carry ဂျုံနဲ့ကစားကွက်ကိုတိဆောက်တာကပိုထိရောက်ခဲ့ပါတယ်။ဒါပေမဲ့ transition တွေကိုတုံ့ပြန်ရမှာ carry ဂျုံနဲ့ griffin batcher ဟန်ချက်ညီဖို့လုံနေသေးတယ်။ကိုနာတေးကကိုယ့်ရုပ်ကားရတွေထထလှုပ်တော့ဖူဘက်တွေကစိတ်တန်းကြအတက်စင်းလှုပ်ခွင့်မရဘူးဖြစ်နေတယ်။ တောင်ပံလူတွေဖြစ်တဲ့ဂါဘိုဆာလာတို့ရဲ့ထိရောက်မှုတွေကလည်းရော့ကျလာပါတယ်။ဒီကြားတဲ့အယ်လီဆန်ကဒန်ယာနဲ့ကြုံခဲ့ရပါတယ်။အာနီစလော့ကအသွင်သစ်ကိုပြောင်းလဲဖို့ကြိုးစားနေတဲ့ကာလမှာဒါမျိုးအခိုက်တဲ့နေရာတော့ကြုံရမှာပဲ။ crisis လို့ပြောရမယ့်အခြေအနေတော့မဟုတ်သေးပဲ။ရလဒ်တွေကိုပြန်တက်မှတ်ဖို့အမြန်ဆုံးတော့လုပ်နေပါပြီ။ဝီကန်မှာကစားရမယ့် Stanford Bridge ရဲ့စမ်းသပ်မှုမှာရလဒ်ကောင်ပြန်ယူနိုင်ပါမလားစောင့်ကြည့်ရပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။